ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအလေးအရတော့ကျွန်တော်တို့ KP နဲ့ KVZ ဘဏ်အကောင့်နဲ့ရှေ့ဆက်ပြီးပြီဆိုရင်ကျွန်တော်တို့ KP ကနေ KVZ ဘဏ်အကောင့်ကိုဝေလွှဲတဲ့နေနဲ့ KVZ ဘဏ်အကောင့်ကနေ KP ကိုဝေလွှဲတဲ့နေအပြန်အလှန်ဝေလွှဲတဲ့နေလို့ကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရဲ့နော်ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအလေးအရတော့ကျွန်တော်တို့ KP နဲ့ KVZ ဘဏ်အကောင့်နဲ့ရှေ့ဆက်ပြီးပြီဆိုရင်ကျွန်တော်တို့ KP ကနေ KVZ ဘဏ်အကောင့်ကိုဝေလွှဲတဲ့နေနဲ့ KVZ ဘဏ်အကောင့်ကနေ KP ကိုဝေလွှဲတဲ့နေအပြန်အလှန်ဝေလွှဲတဲ့နေလို့ကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရဲ့နော် ကျွန်တော်တို့က KB ကို KBZ ဘဏ်အကောင့်နဲ့ချိန်မယ်ဆိုရင်အရင်ဆုံးဘန်စာအုပ်တော့ရှိဖို့လိုအပ်ပါတယ်နော်မရှိသေးဘူးဆိုရင်ကျွန်တော်တို့ KBZ ဘဏ်မှာဘန်စာအုပ်လည်းအရင်ဆုံးတောက်ဖွင့်ဖို့လိုအပ်ပါတယ်နော်ဘန်စာအုပ်တောက်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့မတ်ပုံတင်နဲ့ကျွန်တော်တို့ဒီဘန်စာအုပ်ဖွင့်တော့တပေါင်းပေးရပါတယ်နော်အဲ့တပေါင်းကတော့ကျွန်တော်တို့ဒီဘန်စာအုပ်ထဲတော့ထည့်ပေးလိုက်ပါတယ်နော်ထုတ်လို့တော့မရပါဘူးဗျာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ KB ကိုဒီ KBZ ဘဏ်အကောင့်နဲ့ရှင်းသက်ထားမယ်ဆိုရင်ကျွန်တော်တို့က ကေပီတဲ့ကိုပဲတင်90လွယ်လိုက်တယ်ပဲထားပါတော့အဲတင်90ကိုကျွန်တော်အပြင်မှာထုတ်ခါရည်များလို့မထုတ်ချင်ဘူးဆိုရင်ကျွန်တော်တို့ကဘန်အောက်ထုတ်ပြန်လွယ်ဘန်မှာသွားထုတ်ရင်တို့တစ်ချက်မှမပေးရပါဘူးเนาะဘန်အောက်ထဲကပတ်စံကိုလည်းကျွန်တော်တို့ကဝေအမောက်နဲလို့ပဲဖြစ်ဖြစ်ဘန်ကိုမသွားအားလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဘန်အောက်ကနေကေပီကိုကိုယ်တိုင်လွယ်ပြီးတော့ကေပီကနေလည်းသွားထုတ်လို့ရပါတယ်เนาะအခုလို့ကျွန်တော်တို့ကကေပီနဲ့ဘန်အောက်နဲ့ကိုရှင်းသက်ထားမယ်ဆိုရင်ကျွန်တော်တို့က KP ကနေဘန်အောက်ကိုပဲလွယ်လွယ်ဘန်အောက်ကနေ KP ကိုပဲလွယ်လွယ်အရင်အသုံးဝင်ပါရဲ့เนาะ ကျွန်တော်တို့အရင်ဦးဆုံးကြည့်ပေးတဲ့ဝင်ပါမယ်နော် ျွန်တော်ကတော့ဒီ KB လေးကကျွန်တော်ဘန်အကောင့်နဲ့ရှေ့ဆက်ထားပြီးသားအကောင့်လေးဖြစ်ပါရဲ့နော်ဘန်အကောင့်နဲ့မရှေ့ဆက်ရသေးဘူးဘန်စာအုပ်မလုပ်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့ KBZ ဘန်မှာဘန်စာအုပ်အရင်လုပ်ပြီးတော့ဘန်အကောင့်အရင်ဆုံးရှေ့ခိုင်းပြီးတော့လိုအပ်ပါရဲ့နော်အခုကျွန်တော်ရဲ့ KB ရဲ့မှာဒါပတ်စံ56ချက်ရှိပါရဲ့နော်အဲ့တော့ကျွန်တော်ကဒီဘန်အောက်ကနေ KB တော့ကို9000လောက်လွှဲပြမှာဖြစ်ပါရဲ့เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ ဘန်ကောက်ဆိုတာလေးရှိပါရဲ့နော်ဒီနေ့မှာကျွန်တော်တို့ကဘန်ကောက်မှဝေလွဲရန်ဆိုတော့ကျတော့ကျွန်တော်တို့ဘန်ကောက်ကနေကေပေတို့ဝေလွဲတာပေါ့နော်ဒီဘန်ကောက်တို့ဝေလွဲရန်ဆိုတော့ကျွန်တော်တို့ကေပေမှဘန်ကောက်တို့ပေါ့နော်ကျွန်တော်အခုကကျတော့ ဖန်ကောက်မှကိပေးလို့ဝေလွဲနေတာပေါ့နော်ကျွန်တော်အဲ့အပေါ်ကကောင်းလို့နှိမ့်မယ်နော်ဟမ်ကျွန်တော်ဒီဖန်ကောက်မှကိပေးလို့ဝေလွဲမှာပေါ့နော်ဒီမှာကိုလွယ်မဲ့ဝေပမာဏရိုက်ခဲလိုက်မယ်။ပြီးရင် okay နေမယ်။ပြီးတော့ဒီမှာကျွန်တော်တို့က kb password ကိုနေမယ်။ ီအစဉ်ပြေပါဒီကိုနှိပ်မယ်နော်ဒါဆိုကျွန်တော်ခုနက86ရက်ရှိတဲ့ဟာလေးကကျွန်တော်လက်ထဲ9000ရောက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒါကတော့ကျွန်တော်ဘဏ်အောက်ကနေ KB ကိုလွှဲလိုက်တာဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ KB ကနေဘဏ်အောက်ကိုပြန်လွှဲမယ်ဒါဆိုကျွန်တော်တို့ခုနကဘဏ်အောက်မဟုတ်ဘဏ်အောက်ကိုပြန်နှိပ်မယ်ပြီးရင်ဘဏ် KB မှဘဏ်အောက်တို့ဖြစ်တဲ့အောက်ကောင်လို့နှိပ်မယ် ကေပီမဘန်ကောက်တို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအောက်ကကောင်နေမယ်ပြီးရင်ကျွန်တော်တို့ဝီလိုမဲ့ပမာဏကိုရိုက်မယ်ပြီးရင်ကေပီပါစဝါနေမယ်အစင်ပြေပါလိမ့်မယ်ဒါဆိုခုနက9000မှာမရှိတော့ပါဘူးနော်ဘန်ကောက်ထောက်ပြန်သွားပြီဖြစ်ပါလိမ့်ကြ